ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာစစ်ကော်မရှင်ခန်းလာဝကဝင်ကြီးဦးမြင့်ကျိုင်နဲ့လက်အောက်ခံတွေကြီးစိုးနေတာကြောင့်တော်လန်ရေးအတွက်ကြက်ကြက်တဲတဲလှောက်ရှားနေရတယ်လို့မြို့ခံတော်လန်ရေးရဲဘော်တွေစီကသိရပါဗျ။စစ်ကော်မရှင်ဝင်ကြီးဟာရွှေပြည်သာမြို့နယ်အတွင်းဇဘူးကျော်ဆိုတဲ့နာမည်နဲ့လက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့အယောင်ဆိုင်တွေ ဖုန်းနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းအယောင်ဆိုင်တွေရေခဲတက်တာနဲ့အဲကွန်အယောင်ဆိုင်တွေဖွင့်လှစ်ထားပါဗျ။ အဲ့ဒီဆိုင်နဲ့ဝန်ထမ်းတွေကိုရွှေပြည်သာမြို့နယ်မှာတာဝန်ကျတဲ့ပြူဟာမှုကိုတိုင်ကာကွယ်စောင့်ရှောက်ပေးနေရတယ်လို့ဒီကြောင်သိရှိထားတယ်မြို့ခံတော်လှန်ရေးတည်ငင်းမြစ်တူကပြောပါတယ်ဟောဇူဂျောကတော့ဆောနကလို့ဒီစစ်တပ်ရဲ့အခုလက်ရှိစကားမှာစကားမှာရလောကဝင်ကြီးဦးမြင့်ကျန်ဆိုတာအဇူဂျောရဲ့အဇူဂျောရဲ့ပန်ရှင်ပေါ့နော်ပန်ရှင်ပဲအဲ့တော့ဟူတူရဲ့ သမကစနရည်သူလာပါလာသူသူဖြစ်တာပေါ့အဲ့တော့ကြောင့်သူတို့ဒီမျိုးနယ်မျိုးနယ်တွေမှာရှိတဲ့စကားမပြောမှုပါညာတော့ဒီဒီစဘူးကြော်နေနဲ့ပတ်သက်ပြီးတော့သူတို့ရဟိုလုံခြုံရေးပါညာပိုင်းကိုဆောင်ရှောက်ရတဲ့အခြေအနေရှိတယ်လို့ကြားရတယ်ဗျဟုတ်ဒါကြောင့်ရွှေပြည်သာမျိုးနယ်မှာဖြစ်ပေါ်နေရတဲ့တော်လန်ရေးလှုပ်ရှားရမှု အခက်အခဲကြက်တဲမှုတွေဘလို့ရှိနေလဲဆိုတာ ਨੇ ပတ်သက်ပြီး သူကအခုလိုဆက်လက်ပြောကြားလာပါတယ်။ခကဲကျက်တဲ့ရေလိုလိုပြောရတော့ဗျာဟိုတကယ်တမ်းပြောရင်တော့အဲဇဘူချော်ရူဟာကျွန်တော်ကအဲသူရှာရူးလေးယူရပါ냐လေးဆိုတော့သူကတော့ဓာတ်ရိုက်တော့နီးနေမို့တော့ဝိုက်တော့နီးနေဒီသူတို့နေရာကိုကာဝယ်ဆောင်ရှောက်ဖို့အတွက်မျိုးနယ်ကိုဖိအားပေးတယ်လို့ကျွန်တော်တို့ကကြားသိရတယ်ဗောနော်အဲ့တော့လောကကံရပါချက်တယ်လေဆိုတော့ဆန်းကြောင်းပင်လို့ ဟိုတကယ်နေရာမျိုးမှာဆိုတော့တချို့ mission တွေကြတော့ကျွန်တော်တို့အနေနဲ့ CCTV ကြောက်ရတာနဲ့သူတို့နားရီရှောင်လောက်ရတာနဲ့အဲ့ဒါတွေရှိတော့အဲ့ပုံစံမျိုးပါတဖက်မှာလည်းရွှေပြည်တာမြို့နယ်အတွင်းတော်လန်ရေးကာလရှိကြလာတာနဲ့အမျှဘတ်ဂျက်ရရှိမှုနေပါလာတာကလည်းအခက်အခဲတစ်ခုအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါဗျ။ဟုတ်ကျွန်တော်တို့မြို့နယ်အနေနဲ့ကတော့တော်လန်ကာလ၄နှစ်၅နှစ်တဲ့ကာလအတွင်းမှာတော်တော်များများကိုဆောင်ရွက်ခဲ့တယ် ဆောင်ရွက်ခဲ့တဲ့အခါတော့ဟိုစာကောင်းမရဲ့ဟိုဘူးဒီပညာတူတက်လာတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရှူစီမျိုးနယ်ရှူစီတော်တော်များများမျိုးတွေမှာဘလုံးမနေလို့မရတဲ့အခြေအနေမျိုးတွေဖြစ်တယ်ဖြစ်တဲ့အတွက်အဲဒီတော်ရဲဟိုလုံမြောက်နေပြီးအများစုမှာအခုစစ်ပညာတွေတင် जा ပြီးတော့ပတ်ကောက်ပါဆိုပြီးတော့ရက်တည်ကြတော့ဘောသို့တော်လည်းပဲတချို့တော့အာသူတွေလည်းမျိုးနယ်တွေမှာရှိပါတယ်သို့တော်လည်းပဲ ကျွန်တော်တို့အနေနဲ့ logistic လမ်းကြောင်းတွေကနည်းနည်းရမ်းချက်သွားတာရေမျိုးနယ်ဘဏ္ဍာငွေအားနေလာတဲ့အခါကျတော့သူတို့ support ဘိုင်းအားနေတဲ့အတွက်တချို့ mission တွေကြတော့ mission တခုဆောင်ရွက်တယ်ဆိုတာလည်းဟိုဘယ်လိုပြောမလဲဆိုတော့မဆောင်ရွက်ခင်လေအဲ plan ရောငွေကြီးရောတုံးဆရာတို့ဆောင်ရွက်စဉ်ကာလမှာလည်း plan ရောငွေကြီးတွေရောဆောင်ရွက်ပြီးတဲ့ကာလကြရင်လည်းရှောင်မှုရှားမှုတို့ပါတော်ရတဲ့အခါကျတော့တချို့ mission စီးတွေကရမ်းချီမာတဲ့အခါကျတော့ ကျွန်တော်တို့ရှုချင်နေနေဟိုဘယ်လိုပြောမလဲဆိုတော့တချို့ကိစ္စတွေမှာကျွန်တော်နည်းနည်းဟိုဘယ်လိုပြောမလဲရှောင်လောက်ရတယ်နောက်တစ်ခုကညင်နေရတယ်ပေါ့အဲအဲ့လိုပုံစံမျိုးပါဟုတ်ရန်ကုန်ရဲ့စင်ချေဖုံမြို့နယ်တစ်ခုဖြစ်တဲ့ရွှေပြည်တာအတွင်းစစ်ကော်မရှင်လက်အခန့်တွေရှိနေတယ်လို့လူမိုက်အတွင်ပြောင်းပြူစောတီနဲ့စစ်တပ်ကပိတ်ဆောင်ပါတီ၊ကြန့်ခိုင်ရေးပါတီဝင်တွေလည်းအားကောင်းတဲ့အခြေအနေမှာရှိနေပါဗျ။ ဒီကရက်အော်တိုဘာလ30ရက်နေ့မနက်7:00နာရီခန့်ကရွှေပြည်သာမြို့နယ်ခုနှစ်ရက်ကွက်ရုံးကိုရန်ကုန်အခြေစိုက် UG အဖွဲ့ဖြစ်တဲ့ရန်ကုန်အာမေကတိုက်ခိုက်နိုင်ခဲ့တာနောက်ဆုံးဖြစ်ပါလေ။အဲ့ဒီတိုက်ခိုက်မှုမှာပြူစောတီတဦးတန်ရာရရှိခဲ့ပြီးအုတ်ချုပ်ရေးမှုနဲ့ပြူစောတီတွေမဲဆွယ်စီယုံရေးအတွက်လုံခြုံရေးပေးဖို့အစည်းအဝေးလုပ်နေချိန်တော်လန်ရေးရဲဘော်တွေက လက်ပစ်ပုံးနှလုံးပြစ်တွင်းတိုက်ခိုက်နိုင်ခဲ့တာလို့သိရပါတယ်ရှင်။